အားလုံးပဲမင်္ဂလာပါရှင်။ဆီယမမိုးချူတင်းရဲ့မိုးချူတင်းမှတ်တမ်းဆိုရဲစာအုပ်ကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်။ဒီနေ့တစ်ပုဒ်ကတော့လေဒီကရင်ဆိုတဲ့အကောက်ပိုင်ရှင်အတွက်ပါရှင်။အိမ်နီးချင်းများကိုရုမြမပြီကို အမျိုးမျိုးဖုံဖုံ လွမ်းချရတဲ့အထက်မှာကဘာပေါ်မှာဘယ်နေရာမှမရနိုင်မတွေ့နိုင်နဲ့ မြမရှိဟောင်းအမွေနှစ်တွေဖြစ်တဲ့ရွှေဒဂုံဘုရားကြီးရဲ့ပကံပြည်ရဲ့မြမပြည်ရဲ့အသက်သွေးကြောအေယော်ရီမြစ်တို့ကိုတော့လူတိုင်းလူလူလွမ်းကြမှာပါပဲဒါရီအပြင်ကိုကတော့မြမစိတ်ရင်းနဲ့ဟန်ဆောင်မှုကင်းပြီးပွင့်လေရင်နှီးကြတဲ့အိမ်နီးချင်းမိတ်ဆွေတွေကိုလည်းလွမ်းမိပါတယ်ကိုငငယ်တိတဲ့စာအွေမှာအိမ်နီးချင်းဆိုတဲ့ဒိဗေကို ကောင်းကောင်းသိခဲ့ပြီ စော်ဘောစောပဲတငယ်ချင်းဆိုတာတခါတလေစိတ်မလို့ရင်ရံဖြစ်စိတ်ကောက်ကြပဲမေလူကြီးတွေကတော့ရံမဖြစ်ဘူးကိုသူ့ကလေးကိုကိုကလေးလိုဂယုဆိုင်ကြသူ့သားသမီးဟာကို့သားသမီးလိုနေခဲ့ကြတယ်ကိုရိုးနေတဲ့ခြံဝန်းလေးကတက်ကတူဆရာဆရာမတွေသာနေတဲ့အတိုင်းဝိုင်းကမှချစ်စရာကောင်းတာလေပါမှပါပဲ ခလေးတိုင်းကိုဆရာဆရာမစိတ်နေတာပြုစုချစ်ခင်တတ်ကြတာကိုဘသူမှလည်းမတရားချမ်းသာကြွေးဝရလို့မရှိပညာနဲ့သာအေးအေးချမ်းချမ်းနေချင်ကြပုံရပါတယ်အိမ်မှာတခုခုလိုပြီးဆိုရင်လေဟိုဘက်အိမ်ပြေးပြီးနည်းနည်းပြေးစမ်းမှသွားတောင်းလိုက်တာပါပဲနေလေနေခင်လက်ဖက်နဲ့ထမင်းစားခြင်းလို့ထမင်းကုန်နေရင်ဟိုဘက်အိမ်ပြေးပြီးထမင်းချမ်းတစ်ခဲလောက်တဲ့ အန်တီတော်စင်ရွှေကလည်းနောက်ဖေးကအိုးတဲကရှိသလောက်တော့ခက်ယူသွား၏တဲ့သူတို့အိမ်ကစမ်းစားလို့လဲကိုစီကတဆုပ်နှဆုပ်နှိုက်သွားယုံမင်းပြန်ပေးစရာလည်းမလိုအိမ်မှာဟင်းလေးကောင်းရင်လဲတခွက်တလေဘေးအိမ်တွေမျှရသေးတာဟင်းထဲလာတဲ့ပကံမှာကို့အိမ်ကဘာလေးညာလေးပြန်ထည့်ပေးလိုက်သေးတာရှိတာလေးဆွဲသွားပါအောင်ပေါ့ လက်ကြီးပြင်ရတယ်လို့မရှိသလောက်ပါပဲကိုတို့ចောင်းစားတက်တော့ခလေးတအုပ်လုံးတီတီစီမှចောင်းတက်ကြတာပေါ့ကိုတို့အိမ်နီးချင်းတီတီစီကဒုတိယចောင်းဟိုဆရာမမမီသေးကခြံဝင်းထဲကခလေးတွေကုန်လုံးကို ထိန်းចောင်းခေါ်သွားတာပဲဘယ်မိပါမှလိုက်ပို့စရာမလိုပါဘူးချိုတင်ညံမိုးလေးနိုင်မိသက်တီတီတိန်ကြီးចောင်းသွားကြမဟေးတဲ့ အဲ့ဒီအခါဆိုကို့မောင်လေးညံမိုးကထွန့်ထွန့်လူငိုတော့တာကြောင်းမတက်ချင်လို့ဂရင်အောက်မှာဝင်ပုန်းနေသေးတယ်အဖေကပေနဲ့တချောင်းနဲ့ထီတောင်ထီတာမဟုတ်ဖဲရိုက်မယ်တကယ်ကြီးမမီသေးကညံမိုးကိုပွေထားပြီးကျမသားလေးကလိမ်မာပါတယ်ရှင်မရိုက်ပါနဲ့တယ်ကြောင်းကကကိုရိုခြံဝန်းလေးတွေကအန်ကေဥအောင်နိုင်အန်တီဒိုသိန်းတို့ရဲ့ကား သူတို့သားကြီးကိုလင်းနိုင်ကမောင်းပို့ပေးတယ်။ family ရအဖြူလေးပေါ်ကိုလင်းနိုင်ကလည်းကိုတို့ကလေးတွေအားလုံးကိုတိတ်သီးခံနေ။ကြောင်းသွားတဲ့လမ်းတလျှောက်ညံမိုးကန့်ကြောက်သွားတာကိုထင်းရင်တစ်ဖက်ကားကိုမြင်မြန်မောင်းရရှာတယ်။ဒါတော့ညံမိုးကကြောင်းကိုပို့ရပါမလားဆိုပြီးတစ်ခါတလေခုံအုပ်သေးတာ။ကိုတို့ကလေးတွေကလည်းဝိုင်းမကူတဲ့အပြင်တခွိခွိနေ။ ။ကျောင်းပွားကိုရတာနဲ့ညံမိုးကတိခနဲ့အငိုတိတ်။ချင်းနောက်နဲ့လွယ်အိတ်ကိုဆွဲပြီးကားပေါ်ကဆင်း။ကျောင်းငယ်နဲ့ဝင်သွားတာများဖြောင့်လို့။ခုနကငိုရာကန်တာသူမဟုတ်တဲ့အတိုင်းကားပေါ်မှာမောလို့ပက်လက်လန်ချန်ခဲ့တာကမမီသေးပဲ။ကန်ကြောက်တာကိုဖတ်ထားပေးတာမို့အင်ကြီးတွေကြေမွှားတွန့်လိုက်လို့အသာသက်ပြန်အောင်ဆွဲချပြီးဖတ်တီဖတ်တီနဲ့ကြောင်းငယ်နဲ့ဝင်ရတယ်လေ။ တခါကြတော့ကိုလင်းနိုင်တို့ကားမှန်တခိုးခိုးခံရတယ်။ကားရှိမှန်ကြီးခိုးခံရတော့မှန်လဲတက်ဖို့ဆိုင်မှာမှာထားတော့ကားရှိမှာပလတ်စတစ်ကြီးနဲ့ကားပြီးကျောင်းလာကြတယ်။အဲ့ဒါကို ကိုတို့ကလေးတွေက လာမကြုံရဘူးဆိုပြီးဝိုင်းကြီးတိုက်ကြတာ။ကျောင်းရှိမှာကားမရက်ပါနဲ့ပလတ်စတစ်ကြီးကားထားလို့ရှက်တယ်တဲ့။စိုးလိုက်တဲ့ကလေးတွေနော်။ အဲ့ဒါကိုအကိုကအလိုလိုက်ပြီးကားကိုကြောင်းနဲ့ဟိုးအဝေးကြီးမှာရက်ပြီးမိုးရွာထဲမှာထီတစ်ချောင်းနဲ့ခလေးတယောက်ချင်းစီခောက်တုတ်ခောက်ပြန်ကြိုရှာတယ်။အဲ့လိုတီးခဲအလိုလိုက်ခဲ့တဲ့အိမ်နီးချင်းအကိုကြီးပါ။ဒီလိုအိမ်နီးချင်းတွေနဲ့ကြီးပြင်းလာခဲ့ပြီးတဲ့နောက်ကိုရိုးအင်းစိန်ကိုပြောင်းလာခဲ့ပြန်နေ။အင်းစိန်ရောက်တော့အရွယ်လေးအတော်ရောက်လာပြီမို့ စော်ကစားတဲ့အရွယ်လေးမဟုတ်တော့အိမ်ထဲမှာပဲစာဖတ်နေမိတယ်။အိမ်ချင်းကရက်ကစောက်ငှားတဲ့ဆိုင်ကလေးဆိုတော့တိတ်ဟန်ကြတာပဲ။ဒီလိုအိမ်ကြီးချင်းမျိုးဆိုတော့ဝမ်းသာမိတာပေါ့။စောက်ဆိုင်ကအမကမတ်တူးမာတဲ့။စောက်ဆိုင်လေးဖွင့်ပြီးရတဲ့ပက်ဆက်နဲ့သုံးနေ။ကြောင်တက်တယ်။ မိဘကတက်နိုင်ပေမဲ့ကိုဘာသာကိုရှာတဲ့ပတ်စံလေးနဲ့ပဲတုံးကျင်လို့လေကိုကတော့ငှားတိုင်းကိုဖက်နေကြမယ့်ကစင်းတွေကို အမြဲတက်တက်ချန်ထားပေးတာကိုကလည်းသူ့ချန်ထားတဲ့မယ့်ကစင်းသုံးလေးအုပ်လုံးငှားလာပြီးခေါင်းအောက်မှာထိုးထည့်ပြီး အဖက်ချင်းဆုံးတအုပ်ကိုရွေးဖက်နေတယ်အိမ်ကအမတွေကကိုနားမှာရစ်တီရစ်တီနဲ့စအုပ်ဖက်ချင်လို့နင်ပြီးရင်ငှားအောင်ပေးတော့တယ် ကိုကလည်းအဖက်မပြဲအေးအေးပဲကိုကုံအောင်ဖက်လို့ပြီးမှအနာမှာရှိတဲ့အမကိုပေးလိုက်တယ်ပြီးတော့ခေါင်းအောက်ကတအုပ်ကိုဆွဲထုတ်ပြီးဖက်တယ်ကိုမာရီကအံ့ဩလွန်းလို့သူ့မှာတအုပ်ကျန်နေသေးတာမပြောဘူးတယ်သူ့ဖက်နေတော့ငါတို့တအုပ်ပေးဖက်တာမဟုတ်ဘူးတယ်ကိုကကျန်နာတာမှနှမျောတတ်တာ စာအုပ်ဆိုလောဘကြီးလို့ဘာမှပြန်မပြောဘဲပြုံပြုံကြီးဖက်နေတာ စိတ်ပုတ်တယ်ခေါ်ရမှာပေါ့လေ။နောင်အင်းစိမ်မှဟင်းချက်ကောင်းတဲ့အိမ်ကြီးချင်းလဲရှိသေးတယ်။အဲ့ဒါကတော့စာရေးဆရာကြီးတော်တာဆွေပေါ့။ဆရာကြီးနဲ့သူ့ရဲ့မိဆွေကိုပိုက်ကမနဲ့ဆိုချင်းကလေးဆွေဈေးဝယ်ထွက်ကြတယ်။ကိုတို့အင်းရှိဂုံးကလေးပေါ်ကကရင်ဈေးလေးမှာပေါ့။လက်လက်ဆက်ဆက်ယုံသားခြေသားငရှိလိုမျိုးရလာရင် ဟင်းတစ်ခွက်လာဖို့အောင်မယ်လို့ဈေးအပြတ်မှာဝင်ပြောသွားတာပါပြီးရင်မှွေပြီးအရင်အရသာရှိတဲ့ဟင်းတစ်ခွက်ရောက်လာတတ်တယ်။နောင်အရေးခင်တွေဖြစ်လို့အမေလဲဆုံးအဖေလဲအထိမ့်သိမ့်ခံရတော့ကိုတို့မောင်နှမ၅ယောက်ပဲဒီအင်းစင်အိမ်လေးမှာနေခဲ့ရတာပါမိဘမရှိပဲရုန်းကန်နေရတဲ့ခက်ခဲတဲ့အဲ့ဒီချိန်တွေမှာဘေးပတ်ဝန်းကျင်မိတ်ဆွေတွေ အိမ်နီးချင်းတွေက အနှောက်အယှက်မပေးလို့အေးအေးချမ်းချမ်းနေခဲ့ရတယ်။ဝိုင်းဆောက်ရှောက်ကြတယ်လို့တော့စိတ်ထဲမှာခံစားမိခဲ့တယ်။နောက်တော့အိမ်နောက်ကျရေကြီးရမျက်နှာပြောင်းလာတော့ဒီကိုရောက်လာတဲ့ဆိုပါတော့ဟိုတလောကကိုရေးတဲ့မြို့ကလေးမှာနေနေစေပါပဲ။ဒီမှာနေတော့မြမပြီကိုလွှမ်းရတဲ့အထဲမှာ ကိုအရင်ကအိမ်နီးချင်းတွေကိုလည်းအတော်လေးသတိရမိတာပေါ့ဒီမှာကမနှက်မိုးလင်းတာနဲ့အလုတ်သွားရပြန်လာတာနဲ့ဘာဟီယာအိမ်မှုကိစ္စတွေနဲ့လုံးမန်းရအိမ်ဘေးကအိမ်ဆိုတာကလည်းအိမ်ရှိမှရေလောင်းချိန်လောက်တာလက်ပြနှုတ်ဆက်ဖြစ်တာကိုကားဝင်ထွက်စုံနှုံးခဏတာပြုံးပြနှုတ်ဆက်ရုံကိုဟေးဟိုင်းနေပြီးတာဆိုတော့ တခုခုလိုအပ်နေသလိုခံစားမိတာပေါ့ကိုအိမ်မှာမုန်းလို့စွန့်ကြွေးတော့လဲကိုအိမ်ကြီးချင်းတွေကိုမဖိတ်ဖြစ်သူ့အိမ်မှာပါတီလေးပြီးပျော်ပွဲဆင်တော့လဲကိုကမသွားကိုပျော်ရွှင်မှုနဲ့ကိုကိုစိတ်ဝင်စားမှုနဲ့ကိုဆိုတော့သူ့ပြည်မှာသူနဲ့မနှွေးထွေးသလိုဖြစ်တာမို့တခါတလေအားငယ်နေမိတယ်ကိုခီးသွားတာဂယုမပြုတ်မိဘူးဆိုရင် မစိုးဘူးလို့ပဲပြောရမှာပေါ့တနေ့တော့ကိုလေအိမ်ထဲမှာပကန်းစင်းနေရင်အိမ်နောက်ဘက်ကချင်းလေးထဲမှာပြေးလွှတ်ဆုံနေတဲ့ကြောင်သားမိကိုဗရင်ပေါက်ကနေလှမ်းကြည့်ရင် ကြည်နူးနေမိတာကြောင်မေကြီးကမျက်ခင်းပေါ်လှဲပြီးနေပူစာလှုံလို့ခလေးတွေကပြစ်စီညှောက်တောင်လေးတွေမှုပြေးလိုက်ကြခုံလိုက်ကြစောလိုက်ကြနေတယ် အဲ့ဒီမြင်ကွင်းလေးလှမ်းကြည့်နေတော့ဖြုံးဆိုဘဲကဝင်လာမှမသိတဲ့ခွေးဘလူးကြီးနှစ်ကောင်ကကကကနဲ့ပြေးဝင်လာပြီးကြောက်သေးလေးတွေကို ဝင်ဆွဲတော့မလို့ကိုလဲမြင်မြင်ချင်းလက်လိုက်တာမပြောပါနဲ့တော့ကိုမျက်စိရွှေမှာခွေးပစက်တဲ့ပါတော့မဲကြောက်လေးတွေကိုမကြည့်ရတော့ဘူးဒါနဲ့ကိုလဲတအားကြောက်ပြီးလန်လန်နဲ့မျက်စိမိတ်ပြီးအတကုံချစ်អော်လိုက်တာဘလောက်တောင်អော်မိမှမသိဘူး ခွေးကြီးတွေကအတန်ကြာရကိုယ့်ဘက်ကိုပြေးလာကြပြီးကြောင်လေးတွေပဲမတော်ပြစ်တော့ဘူးသူတို့လည်းကိုယ့်အတန်ကိုလန့်သွားပုံပဲခွေးပလူနှစ်ကောင်ပြေးလိုက်ကြတာတန်းလို့ကိုမျက်စိဖွင့်လိုက်တော့ပထမဆုံးမြင်ရတာလူးဝစ်ကိုပါဘေးအိမ်ကအိမ်နီးချင်းလူကြီးပါ သူကသူတို့အိမ်နဲ့ကိုရောအိမ်ကို ကာထားတဲ့ လူတရက်ကြကြောမြင့်နေခြံစည်းယိုးကြီးပေါ်မှာခွာရက်ကြီးကိုအတန်ကိုကြားလို့စိတ်ပူပြီးခုံတက်လိုက်တာတယ်။အိုကေရဲ့လားဘာဖြစ်တာလဲတဲ့။ကိုလဲအတန်တုံတုံနဲ့ခွေးတွေခွေးတွေဆိုပြီးရှင်းပြလိုက်မှသူလဲသဘောပေါက်သွားတယ်။သူကမင်းတန်ကြတော့စိတ်ပူသွားတာတဲ့။ပြီးမှသူလဲအုတ်တိုင်းပေါ်ကဖြည်းဖြည်းချင်းဆင်းရရှာတယ်။ ရန်ကုန်မှာလို့အုံတိုင်းပေါ်မှာပလင်းခွဲတွေတန်ချုံတွေတက်ထားမိရင်အခဲအဲ့ဒီညကကိုက တွေးတွေးပြီးသဘောကျနေတာမြမပြီက ကို့အရင်အိမ်ကြီးချင်းတွေကိုတတိယပြီးအားငယ်နေတဲ့စိတ်တွေလေးနည်းနည်းလုံခြုံသွားသလိုပဲအရေးအကြောင်းရှိတော့လေအားကိုရတာပဲလေလို့တွေးမိရင်ကျေနပ်သွားမိတဲ့အကြောင်းကြုံရင်တော့ကို့အိမ်ကြီးချင်းကို ပြောပြခြင်းမသေးတယ်။မိုးချုပ်တဲ့မေ2009